ယခုကေစာယောဂအကြောင်းဆွေးနွေးကြပါစို့၎င်းဟာလူသားဘဝရဲ့အကြီးမားဆုံးရန်သူတစ်ခုဖြစ်ပါတယ်သူကနှစ်စဉ်လူတန်ပေါင်းများစွာကိုတပ်ဖြတ်နေပြီးကုသမှုအများစုမှာယောဂပြန့်နှံ့ပြီးမှသာစတင်ကြပါတယ်ဒါပေမဲ့အီယာကိုပြောလဲနိုင်ပါကမိတို့ဖြစ်မလဲကင်ဆာကိုနောက်ကျမှကုသမဲ့အစား၎င်းမစတင်မီကာကွယ်နိုင်ပါကမိတို့ဖြစ်မလဲ ဤမေကွန်ကိုမေကပြည်တော်စုမှရှိတဲ့သိပ္ပံပညာရှင်တွေကဖြည့်ရှင်းရန်ကြိုးစားနေကြပါတယ်။၎င်းတို့ဟာကင်ဆာကာကွယ်ဆေးအမျိုးအစားတစ်တစ်ခုကိုစမ်းသပ်နေကြပါတယ်။၎င်းကိုစူပါကာကွယ်ဆေးလို့ခေါ်ကြပါတယ်။အစောပိုင်းစမ်းသပ်မှုများမှာဤကာကွယ်ဆေးဟာကြွက်များမှာကင်ဆာဆဲများဖြစ်ပေါ်ခြင်းကိုရပ်တန့်စေခဲ့ပါတယ်။၎င်းဟာရောဂါပြန့်နှံ့ခြင်းကိုလည်းကာကွယ်ခဲ့ပါတယ်။သူတေသနာဟာ စောပိုင်းဆင့်တွင်သာရှိနေဆဲဖြစ်ပြီးလူသားများအပေါ်စံတမ်းမှုတွေမစတင်ရသေးပါဘူး။ဒါပေမဲ့အောင်မြင်ပါကဤစာဖွေတွေ့ရှိမှုဟာကင်ဆာတိုက်ဖျက်ရေးနည်းလမ်းကိုလုံးဝပြောင်းလဲပစ်နိုင်ပါတယ်။ဆယ်စုနှစ်များစွာကြာအောင် သိပ္ပံပညာရှင်များမှအိမ်မက်တစ်ခုရှိခဲ့ပါတယ်။ကင်ဆာကို မစတင်မီရပ်တန့်ရန်အကျိတ်များမဖြစ်ပေါ်မီ မပြန့်ပွားမီနဲ့သိစီနိုင်တဲ့အစ်စ်မရောက်မီရပ်တန့်ရန်ဖြစ်ပါတယ်။ ။ယခုထိုအိမ်မက်ကအမြဲတည်းပုံမနိကနေလာလာနေပါပြီ။ Self report medicine ဂျာနယ်မှာထိုဝေခရလေးလာမှုတစ်ခုရမျောလင့်ချက်အစ်စ်ကိုယူဆောင်လာခဲ့ပါတယ်။အမေရိကန်မှာရှိတဲ့သုတေသနတွေဟာကင်ဆာကာကွယ်ဆေးအမျိုးအစားအစ်စ်တစ်ခုကိုတိဆောက်ခဲ့ပါတယ်။၎င်းကို super ကာကွယ်ဆေးလို့ခေါ်ကြပါတယ်။၎င်းကစန်တာအဆင့်တွင်သာရှိနေဆဲဖြစ်တော်လဲစောပိုင်းစန်တာမှုတွေမှာတိပ္ပံပြရှင်များမမြင်ဘူးတဲ့အရာတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ ၎င်းဟာကြွက်များမှာကင်ဆာဖြစ်ပေါ်ခြင်းကိုရပ်တန့်စေခဲ့ပြီး၎င်းတို့ရဲ့ခန္ဓာကိုယ်အတွင်းပြင်းထန်ခြင်းကိုလည်းရပ်တန့်စေခဲ့ပါတယ်။ဤအရာကဘယ်ကြောင့်အရေးကြီးတယ်လဲ။ကင်ဆာကုသမှုအများစုဟာနောက်ကျလွန်းစွာစတင်ကြပါတယ်။ကျွန်တော်ကကင်ဆာကိုခန္ဓာကိုယ်မှာပြင်းထန်ပြီးမှသာတိုက်ရိုက်ထိခိုက်လေတိုက်တိုက်ခိုက်လေရှိပါတယ်။တို့အချိန်မှာ၎င်းကို ထိန်းချုပ်ဖို့အတွက်ပုံမခက်ခဲလာပါတယ်။ယောဂဟာလင်းမြစွာပြန့်နှံ့ပြီးအသက်ရှင်နိုင်ချေရာလျှော့နေလာပါတယ်။ ဤကကွက်စရာသူစနစ်ကိုပြောင်းလဲနိုင်ပါတယ်။၎င်းကကိုခံအာစနစ်ကိုကင်ဆာကို ဆော့ဆီးရောမမီဖို့အတွက်သင်ကြားပေးပါတယ်။၎င်းကအကျိတ်တွေမကြီးထွားမီကင်ဆာဆဲတွေကို တိုက်ခိုက်ရန်ခန္ဓာကိုယ်ကိုလစ်ကျင့်ပေးပါတယ်။၎င်းကအနာဂတ်မှာကင်ဆာကကွက်ရင်းနဲ့ကုသရေးနည်းလမ်းကိုပြောင်းလဲနိုင်ပါတယ်။၎င်းကမြေတို့အလုတ်လုတ်တယ်လေ။တိပ္ပပညာရှင်တွေကတော့နာနိုအမုတ်များခန္ဓာကိုယ်ညွန်ချချက်များပို့ဆောင်ပေးတဲ့ အလွန်သိငယ်တော့တယ်ဆောင်သူများတွေကိုအသုံးပြုခဲ့ပါတယ်။ဤအမုတ်တွေဟာအဲ့ဒီအတွင်းမှာအဓိကပေါဝင်တဲ့ပြည်စင်နှမျိုးရှိပါတယ်။တအတီဂျမကင်ဆာဆဲရဲ့သိငယ်တဲ့အစိပ်ပိုင်းများဖြစ်ပြီးကင်ဆာမိကဲတို့ပေါ့ပွားဒီကိုခနာကူအတင်ကြပေးပါတယ်။နံပါတ်1အချူမင်များ ကုခန်အစနစ်ကိုနှိုးချစေပြီးတိုက်ခတ်ရန်အသင့်ပြည့်စတဲ့ပစ္စည်းဖြစ်ပါတယ်။ဤဒီမှာတာမန်ကာကွယ်ဆေးရအလုပ်လုပ်ပုံဖြစ်တယ်။ဒါပေမဲ့ဤကာကွယ်ဆေးအသစ်ဟာအန်ဂျူမန်နှမျိုးကိုတပြိုင်နက်အသုံးပြုပါတယ်။ဤသို့ပြုလုပ်ဆောင်ခြင်းကိုရခင်ကမလုပ်ဘူးပါဘူး။တပြက်ပြင်းစားရှင်တွေဟာဤဖြစ်နိုင်ခြေကိုဖန်တီးပြတဲ့ super adjuman တခုကိုဖန်တီးခဲ့ပါတယ်။ရလာကတော့များစွာပုံပုံအားကောင်းတဲ့ကုခန်အားတုတ်ပြန်မှုဖြစ်ပါတယ်။ စတမှုကဤသို့ဖြစ်ခဲ့ပါတယ်။တိဗက်ပြည်ရှင်တွေကကျွတ်တွေကိုကာကွယ်ဆီးထိုးပြီး၎င်းတို့ရဲ့ကိုကံအားစနစ်ကိုတုတ်ပြန်ရန်သုံးပါဆောက်ဆိုင်ခဲ့ပါတယ်။အဲဒီနောက်၎င်းတို့ကိုတည်ဆင်းနိုင်တဲ့အရေးပြားကိစ္စမျိုးစားတစ်ခုနဲ့ထိတွေ့စေခဲ့ပါတယ်။ဂျာလာတွေကတော့အံ့အားသင့်ပွက်ဖြစ်ခဲ့တယ်။ကာကွယ်ဆီးထိုးထားတဲ့ကျွတ်တွေရဲ့စစ်ဆေးရကံတို့ဟာအကျိတ်များမဖြစ်ပေါ်ခဲ့ပါဘူး။၎င်းတို့ကလေလံမှုရဲ့ရက်ပိုင်း250အတွင်းအသက်ရှင်ခဲ့ပါတယ်။ ဒါပေမဲ့ကာကွယ်ဆေးမထိုးရတဲ့ကြွက်တွေဟာကင်ဆာဖြစ်ပေါ်ခဲ့ပြီး၎င်းတို့အားလုံးဟာရက်ပေါင်း35ထက်ကျော်လွန်၍အသက်မရှင်ခဲ့ပါဘူး။ကာကွယ်ဆေးဟာကင်ဆာကိုအခြားအင်္ဂါတွေကိုပြန့်နှံ့ခြင်းမှလည်းရပ်တန့်စေခဲ့ပါတယ်။တိပ္ပံပြရှင်တွေက၎င်းကိုအခြားအနေရှိတဲ့ကင်ဆာမျိုးစားများပေါ်မှာဆန်သခဲ့ပါတယ်။ရလာတွေကတော့ဆက်လက်အားကောင်းနေဆဲဖြစ်ပြီးကာကွယ်ဆေးထိုးရတဲ့ကြွက်အများစုဟာကင်ဆာကင်းစင်နေခဲ့ပါတယ်။ဤဒီမှာဤစာပွေတွေ့ရှိမှုရဲ့အားလုံးကိုပြောင်းလဲနိုင်တဲ့အကြောင်းရင်းဖြစ်တဲ့ လူသားတွေကအလားတူရလာတွေဖြစ်ပေါ်ပါက၎င်းဟာကင်ဆာတိုက်ဖျက်ရေးနည်းလမ်းကိုပြောင်းလဲပြစ်နိုင်ပါတယ်။ကုသမှုဟာယောဂမပေါ်ပေါက်မီအစောပိုင်းမှာစတင်နိုင်တယ်။ကင်ဆာဖြစ်ပွားနိုင်ခြင်းများပြားတဲ့မျိုးပိစအန်ဒီယာရှိသူတွေအတွက်၎င်းကဘဝပြောင်းလဲမှုဖြစ်နိုင်ပါတယ်။၎င်းကယောဂကို လုံးဝကောက်ကပြစ်နိုင်တဲ့ရုပ်ရှင်နဲ့စစ်ထိုးတစ်ချက်စစ်ထိုးချက်တစ်ခုလို့ဆိုလိုနိုင်ပါတယ်။၎င်းဟာစီယုံတွေမှာကင်ဆာကို ကုသပုံကိုလည်းပြောင်းလဲနိုင်ပါတယ်။ယခုအခါ ကုသမှုအများစုအားဓာတုကုထုံဓာယောင်ကြီးကုထုံဒါမှမဟုတ်ခွဲစိတ်မှုတွေပါဝင်ပါတယ်။၎င်းတို့ကကုံကြက်စိတ်များပြီး နာကျင်စေက မကြခဏနောက်ကျလွန်ပါတယ်။ကာကွယ်ဆေးတစ်ခုက၎င်းကိုပြောင်းပြောင်းပြန်လည်နိုင်ပါတယ်။၎င်းဟာကင်ဆာရောဂါကာကွယ်ဆေးကိုယနေ့ဗိုင်းရပ်စ်ကာကွယ်ဆေးများကဲ့သို့ပုံမှန်ကျန်းမာရေးဆော့ဆော့မှုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာနိုင်စေပါတယ်။ဒါပေမဲ့ဒီကာကွယ်ဆေးကိုကြွက်များပေါ်တွင်ဒါစံတက်ခဲ့တာပါ လူသားများအပေါ်စံတမှုများရနှစ်ပေါင်းများစွာကြာနိုင်ပါတယ်။တိဗက်ပညာရှင်တွေကလူသားများအတွက်ဘေးကင်းပြီးထိရောက်ကြောင်းတက်တည်ပြရအောင်မှဖြစ်တယ်။ဒါပေမဲ့တခုတေချာတာကတော့ဤကွက်ဆေးရဲ့အလားအလာကအလွန်ကြီးမားပါတယ်။